တိုက်စစ်မှုမဟုတ်ပေမဲ့တိုက်စစ်မှုဖြစ်တဲ့ကစားခေရရီကစားမ6ရောက်ပရိသတ်များလုံးမဲ့မင်္ဂလာပေါ်မြောက်ဘလူးလိုင်းကင်းကလည်းပြန်လဲကြိုးဆိုလိုက်ပါပြီဘွဲစင်ကြီးရဲ့ဘွဲကစားကြီးမိနစ်တွေတွင်မှာရေပေါ်အခြေအနေကြောင့်ကစားမတွေကိုသူကစားနေကြနေရာမှာဝင်နေကိုဖန်ခိုင်းတာရီနောက်တန်းနဲ့ကွင်းလက်ကစားမတွေကိုရှေ့တန်းတိုက်စစ်မှုတွေဖြစ်ကစားခိုင်းတာမျိုးတွေရှိတတ်ပါပြီဒီနေ့ဗီဒီယိုလေးထဲမှာတော့အဲလိုမျိုးဖြစ်ပျက်တဲ့တွေကရှေ့တန်းတိုက်စစ်မှုဖြစ်အရေးပေါ်ကစားပေးခဲ့ရတဲ့ကစားမ6ရောက်အကြောင်းကိုတင်ဆက်ပြီးမှာဖြစ်ပါပြီနံပါတ်1မာရီနိုအာဇင်တင်းမှာထောက်တိုက်စစ်မှုတယောက်လိုအပ်နေတာကြာပြီးဖြစ်ပါပြီဒါဟုတ်အားလုံးကလည်းသိကြပါပါ ကာကန်ရှင်ကိုရိုင်းဖြစ်တဲ့အာရီတာကလည်းတည်ပါလိ။ဒါမဲ့ဆရာကြီးကအခုချိန်ထိထောင်တိုက်စစ်မှုတရားမဝဲသေးဘဲနဲ့ဟိုလိုလိုဒီလိုလိုလုပ်နေတုံးဖြစ်ပြီးတော့ Harvest ကသာထောင်တိုက်စစ်နေရာမှာထားပြော့ကစားခိုင်းနေစေဖြစ်ပါလိ။အခုတော့ Harvest ကလည်းတရားရရှိသွားခဲ့ပြီးဖြစ်ပါလိ။ဒူဘိုင်းကိုသွားပြော့လေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့ Harvest ကတရားရရှိသွားခဲ့တာဖြစ်ပြီးအခုချိန်ကြီးနဲ့ကစားမအသစ်ထက်ခေါ်လို့လည်းမရတော့တာကြောင့်အာရီတာကနေ့တရားဒီမှာခေါ်ယူထားခဲ့တဲ့ကွင်းလယ်လူမာရီနိုကိုအထောင်တိုက်စစ်နေရာမှာထားပြော့ကစားနေရပြီးတော့အတရတိုက်စစ်ကိုရေးပေါ်ဖြစ်ရှင်းနေရတာဖြစ်ပါလိ။နံပါတ်1မကွမ်းရော် မယ်နောက်ခက်လူမကွာရကလည်းတဟလက်ထက်မှာတော့ရှီရန်တိုက်စင်မှုအဖြစ်နဲ့ကစားပေးကြရသေးတာဖြစ်ပါရင်၂၀၂၂ခုနှစ်ကဆိုစီတက်နဲ့ကစားခဲ့တဲ့ယူရိုပါလိပွဲစဉ်မှာတဟကအဆိုပါဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာလေးဖြစ်ပါရင်အောက်စတေးဆုံးနေရာကိုရရှိဖို့လိုအပ်နေပြီးတော့မကွာရရဲ့အမြင်ပေါ်အာသာကျနေအသာစီရယူနိုင်ဖို့အတွက်တဟကအခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါရင်ကျွန်တော်အခွင့်အရေးတွေပို့ရခဲ့ပါရင်ရော်နီဒိုမကွာရနှစ်ယောက်စလုံးကကောင်းတိုက်ချက်တွေကောင်းကြပါရင် တို့စီကအမြင်ပေါ်ပြဖို့ကြိုးစားခဲ့ကြတာဖြစ်ပြီးတော့အချိန်မောင်းများစွာလဲကျွန်တော်လုံနိုင်ခဲ့ကြပါတယ်လို့မကွမ်းရအောင်တိုက်စစ်မှာထားပြကစားခြင်းနဲ့ပတ်သက်လို့တဟကအမှတ်ချက်ပြပြောကြခဲ့တာဖြစ်ပါတယ်။နောက်16ခုနှစ်မှာလေပါဟုတ်က Jupiter နောက်ခံလူ Call ကကိုအငားနဲ့ခေါ်ယူခဲ့ပါတယ်။ Spacey ဘီကစားမဟောင်းက Arsenal ကိုခြေပါကိုပြန်သွင်းနိုင်ဖို့တိုက်စစ်မြင့်တင်ရမှာ Klopp ရဲ့အသုံးချကံဖြစ်နေတိုက်စစ်မှာကစားပေးခဲ့ရပါတယ်။တိုက်စစ်နေရာမှာကစားမယ်လို့ Klopp ကကျွန်တော်ကိုပြောခဲ့တော့ကျွန်တော်အတော်လေးအငားတင်သွားခဲ့ပါတယ်။သူနောက်နေရလို့ပဲကျွန်တော်ထင်ခဲ့မိရလို့ Call ကကပွဲပြီးမှပြောကြခဲ့ပါတယ်။နံပါတ်4 Nathaniel Phillips Nathan Philly ကလေပေါင်းကနေပုံပေါက်ကိုအငားနဲ့တွားရောက်ကစားခဲ့တဲ့အချိန်ဖြစ်ပါတယ်။ Black Bull ကိုပုံပေါက်က1-0နဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ Nathan Philly ကတိုက်စစ်မှုဖြစ်တဲ့ကစားပေးခဲ့ရတာဖြစ်ပါတယ်။နံပါတ်5 Duarty Island နောက်ခံလူက Luton Spurs တင်းနေမှာကစားခဲ့ရတာဖြစ်ပါတယ်။ Duarty ကလွယ်အောင်လွယ်တဲ့လူတိုက်စစ်မှုဖြစ်နေလဲကစားပေးခဲ့ရတာဖြစ်ပါတယ်။သူရဲ့အကောင်းဆုံးရာသီကတော့2000-2001ရာသီမှာ Spurs အတွက်ပြိုင်ပွဲစုံ6ဂိုးသိမ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။နံပါတ်6 George Campo Mexico Club UNAM အသင်းမှာကစားခဲ့တဲ့ဂိုးလမတူပဲဖြစ်ပါတယ်။ ကံဖို့ကကုသမတရားဖြစ်ပေမဲ့တိုက်စစ်မှုဖြစ်နေတဲ့ကစားပေးခဲ့ရပြီးသူရဲ့ကစားမဘဝတက်တန်းတစ်လျှောက်လုံးမှာသွင်းကိုစလေးကိုထိတောင်မှသူပြေးထားနိုင်ခဲ့သူဖြစ်ပါရီမဆူလာဝဆရဲစွမ်းဆောင်ကြီးပဲဖြစ်ပါရီဗီဒီယိုကိုစုံလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ညာ